ဝါအနှစ်များများလေးနဲ့နော်ဟွန်းကဲဥချပါမယ်ညီတို့အရင်ဥချပါမယ်ဟဲ့တနကြီးမယားရကြည့်ပါတော့နားလို့စီစီစီစားကြမယ်စီစီစားကြကောင်းပါပဲ ဟဲ့ကိုကြီးဟာမလေးတို့တို့ကြည့်ပါဦးဟာငါးကြီးပါလာတယ်ငါးငါးတော့မရရှေးဟဲ့မရဘယ်လိုရလားသွားဖက်လာလားဟာနေလို့စကေးကျန်းသွားပြီနေလို့စကေးကျန်းအောင်အသီးရလည်းပါတယ်စင်းနေပါဘာလဲဘယ်လိုလုပ်စားမလဲစီပြန်ချက်စားရမယ်စီပြန်ချက်စားမယ်โอเคဗျာငင်းရနေတပိတ်သာတော့ရှိမယ်ဆိုတော့ချက်စားမယ်ဘိုးပဲချက်စားကိုမယ် let's go ဝါဒီငင်းရဲ့ကိုကွင်းပြီးရောစီပြန်ချက်စာရင်ရှယ်ပဲနော်ငင်းရဲ့စီပြန်ချက်ဖို့အတွက်ကိုမမေ့စီမှာလေစက်တော်အဖြူနီ စာစနင်းမုံအရသာမုံရဲ့ကိုကိုမနေ့ကဝယ်ထားတဲ့ရွှေအုံမြေပဲစီတတ်မှာပေးလိုက်ပါလို့နော်အဲ့တော့တွားယူလာခင်နော်ကိုငင်းရဲ့ကိုကင်ထားလိုက်မယ်နော်အစင်းစရုပ်ထားလိုက်မယ် လေလေးရတယ်အေးအေးလေးနဲ့နွေရာသီမှာဒီလို လေလေးကအရန်ဖိုးတန်တာငရမ်းစီပြန်ရင်ချက်ဖို့တော့ကတော့ဒါငရမ်းကို9မိနစ်လောက်နှက်ထားပါမယ်ကျွန်တော်တိုးစရာပဲညာပြုတ်ဖို့ရှိသေးရယ်ဆိုတော့ယူနိုလည်းတည့်ထားတယ်ဒီမှာပါငရမ်းစီပြန်ရင်ချက်ဖို့အတွက်ဆိုရင်တော့မြေပဲစီတန်စစ်စစ်လေးကိုသုံးပါမယ် ျွန်တော်တို့မှာမြဲသုံးနေကြရွှေအုံမြေပဲစီတန်းပါမြမမြေပဲများတဲ့မှာလုံချောလုံးတဲ့မြေပဲဟိုတာအသုံးပြုထားရဲလုံချောလုံးတဲ့ကဘာလဲဆိုတော့ဗျာမြေပဲတွေကအပိန်တွေအရှုံတွေအဲ့လိုအကွဲတွေမပါဘဲနဲ့စင်းလုံးချောကိုပြောတာဆိုတော့ရွေးချက်ပြီးတော့အတန်းစင်လုံးထုတ်လုပ်ထားရဲဆိုတော့တန်းစင်ထုတ်လုပ်ထားတော့ကျွန်တော်တို့ကကျမတွေလည်းစိတ်ချရတယ်ကျမတွေထောက်ကညက်တွေပြေဝါရရှိထားတော့ဒါကျွန်တော်တို့စိတ်ချလက်ချစားလို့ရပါတယ်ဆိုတော့ဒါကျွန်တော်တို့မှာမြဲသုံးနေကြရွှေအုံမြေပဲစီလေးနဲ့ဖန်တီးပါမယ်ခင်ဗျာ ရဲရွယ်ပါဆိုရဲရွယ်လေးနဲ့အပေါ်ကအုပ်ချက်ပါမယ်ချက်တုံဖြူနင်းရုပ်ဒီ6000ရဲ့ရောင်တင်မောက်ရဲ့ဘောင်းဘောင်းနဲ့ကောက်ထောင်းလိုက်ရဲ့ဗျာ ညီပဲစီနံလေးမှုေးလာပြီဆိုရင်တော့ထည့်လိုက်ပါမယ်။ဘောင်းပေါင်းနဲ့ထောင်းထားတယ်။အနည်းကလေးပါ။ဝါငါးလိုက်အောင်နူးလိုက်ကဲမီးတို့ရေ xa vào rồi mẹ mui là quá nè mui lên ไอ้มาส่วนเตี้ยดีเอ๋ไก่หนึ่งจุ้ยใจใช่ไหมแต่เตี้ยดีปูดีเลยเล่าถ่ายบ่เนาะเตี้ยดีมีอะไรอีกอย่างด่าปูดีเล่าถ่ายอะไร ုတ်ဆိုင်လည်းကောင်းတယ်တို့ဆိုင်လည်းကောင်းပါတယ်ပိုးဒီဆိုတော့ပိုးဒီပုံစံမျိုးလေးเนาะချက်စရာလေးဟမ်ဝါနန်လေးကိုမှုခန့်ရောဗျာရှိုးလိုက်ပါဦးပါပြီ။ကြပါပြီ။နောက်ဆုံးမှာတော့ဘွားကနေရွေးရွေးအုပ်လိုက်မယ်ဆိုရင်တော့စားမယ်စားမယ်။ဘွားမတော့နဲ့တော့ ။ဝါ။ငင်ကောင်းရေရှိုးအောင်ဗျာ။ရှက်တိုင်။နခုနဲ့ရဲရဲရဲလိုက်တယ်လို့ငင်းရဲနဲ့ရဲရဲရဲကလည်းတကယ်ကိုစားလို့ကောင်းပါလေ။ကဲနေထားကိုရှိုးဗျာ။ ငရဲတစ်ဖက်ကိုဖယ်ထားပြီးတော့ဒါပြုတ်ပြီးတော့အသားနှွင့်ထားလိုက်တယ်။ ready ဖြစ်သွားပါပြီ။ဆွဲဖို့ပဲကြံတော့တယ်။မှုရေးနေရပဲ။ချက်တော်နီများများနဲ့တေတီပိုးတွေတော့ရပါမယ်။ဆိုချက်တော်နီများလေးကောင်းနေပါပဲ။မြေပဲစီနဲ့မှုမွေးလေးနဲ့ဆိုရင်ပို့ပြီးတော့မိုက်ပါလေ။စီလေးများများနဲ့တော့မှာပေါ့နော်။ဟွမြေပဲစီနဲ့မှုမွေးလေးဗျာ။ဒီနေ့နဲ့ဘူး ကိုမိဘစီတာလေးပြင်းလာမွေးမှာပေါ့ဒီမှာတုပ်နေတာ哦မိဘစီနဲ့မိဘစီနဲ့တကယ်မိုးလေဟာဟွာရှယ်ပါဝဲဗျာဝါအနှစ်များများလေးနဲ့နော်ဟွန်းကဲဥချပါမယ်ညီတို့အရင်ဥချပါမယ်အေးဆမ်းမယ်ရတာပေါ့ဟူး ဟွန်းဝါငရံကောင်းနှောင်းကြီးမှာဆွဲမယ်ဗျာအရင်ဆုံးကျွန်တော်ကတော့အိုးလူးထားပါတယ်ဗျာအိုးလူးထားပါတယ်ကောင်းကောင်းကောင်းရှက်ကောင်းတာလားယူကောင်းတာလားရှက်ကောင်းတာငပီတိုးစီရနောက်မှာတော့ဒီရာဒီဥဒုမှာတည်သေးပါရဲ့အလေးလေးမဖြစ်အောင်ဒါပိုးဒီလေးလောက်ထားတာကိုတုတ်ထားတာပါခင်ဗျာဟွန်းဟွန်း 迎，嗯，y 门，嗯, man. 嗯，嗯，哇，还有我们那个米那边。 Mm. Mm. chúng nó chạy đấy mì bé gì nào mồi lên này phiền em mì là thế wow thế wow alo à bé

ဝါဒီနေ့လက်ရလေးရတော့ဘေးနာဆရာမိုင်းနှစ်ယောက်ဆိုထမင်းကိုတယောက်နှစ်ပကံဆွဲပြီးထပြေးွားရာဟင်းကလည်းဒါပဲကြံတော့တယ်ငငယ်ကောင်းလေးကြံတော့တော်သေးရဲ့ဗျာငငယ်ကောင်းလေးကိုဒါကျွန်တော်အကြိုက်ဆိုအေးစိတ်ကြိုက်မယ်နောက်တစ်ခုကအကြိုက်ဆုံးပေါ့နော်ဒါတေရီပူရီတော့တေရီပူရီတော့ကကျွန်တော်တို့တေရီပေါ်ချိန်မှာဆိုရင်လုတ်ကိုလုတ်ထားတယ်နဲ့အချိန်မီရတေရီစားချိန်မှာဆိုရင်စားချင်တဲ့စိတ်ဖြစ်လာရင်ပေါ့နော်ဒီတေရီဒီကိုတို့စားမလားဒီလိုလေးပဲတုတ်စားမလား တုတ်စားရတဲ့အချိန်မှာကျွန်တော်စီချက်ချက်ပြီးတုတ်စားရတဲ့ဆိုင်ကျွန်တော်ကဒီလိုစီစဉ်လင်းတုတ်စားပို့ကြိုက်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကရွှေအုံမြေပဲစီတန်တုံးလို့ပါ။မြေပဲစီနဲ့မှုပွေးလေးနဲ့တုတ်စားရင်ကျွန်တော်ကပို့ပြီးရတာရှိသူကိုခံစားရတယ်။ဒီမှာတော့ကျွန်တော်ဒီမှာအများဆုံးနေရဲ့ရွှေအုံလုံချောလုံးတဲ့မြေပဲစီတရားရင်လုံးစစ်စစ်မြေပဲစီပါ။ဘာကြောင့်တရားရင်လုံးစစ်လဲဆိုရင်မြေပဲစီတိုင်းကိုဗျာတခါငန်းတင်ပြီးတော့မြေပဲစီရဲ့အရေးအသွေးစံတတ်မှတ်ချက်တွေပြည့်မှသာဘိုးတုတ်ပြီးထွက်လာကြောင်းကျမ်းမာရွတ်လည်းစိုးရင်ကြမလို့ဘူး။ ကျမ်းမာရေးထောက်ခံချက်ပြေဝရရှိကြတာကြောင့်ကျွန်တော်တို့စိတ်ချလက်ချာတုံးလို့ရတယ်။အိမ်မှာဆိုရင်လည်းအမေရဲ့မြေပဲစီကိုအရင်ကြိုက်တော့တာ။အမေတွေလည်းတုံးတယ်။ကျွန်တော်ကလည်းဒီလိုအစိမ့်တုပ်လေးမှာဆိုရင်ဒီလိုမြေပဲစီလေးရတော့အရင်ကြိုက်တယ်။ဘာလို့လဲဆိုတော့မြေပဲစီနဲ့တင်းတင်းလေးနဲ့ကကျွန်တော်ကထမင်းစားမိန်သူလို့ခံစားရတယ်။ဒီနေ့ရဲ့ဗီဒီယိုတော့ဒီလောက်ပါပဲခင်ဗျာ။နောက်နေ့ဗီဒီယိုမှာဒီတဲ့အသေးအသေးလေးပြန်လာခဲ့ပါမယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။တဒါ